ားလုံးပဲမင်္ဂလာပါဆိုမိမှကျဲလုံးကနေကြိုဆိုပါ၏မြန်မာသတင်းနှင့်နိုင်ငံတကာသတင်းများဆက်လက်တင်ပြသွားဖြစ်ပါသည်မေလ21ရက်2025 CNDF သည်စကစကိုစစ်ကူရန်ထွက်ခွာသည့် CIA တပ်ဖွဲ့များအားကေဖြစ်မခွင့်ပြု စကစစစ်သည်ဇိုဂန်တီတိန်မြို့နယ်သို့သွားနေချိန်တွင် စကစစစ်ကူမှုရည်ရွယ်သော CIA တပ်ဖွဲ့များသည့် မေလ20ရက်နေ့တနာရီခန့်တွင် လေးဝက်ကေကိုရောက်ရှိလာခဲ့သည်သို့သော CNDF များကဒီဖြစ်ချက်ခွင့်မပေးသဖြင့် CIA တပ်များသည်လေးဝက်ရွာထိပ်၌ပင်ညှာအိတ်နေရသည်ဟုသိရပါသည်အချို့သော CNDF ပဖွဲ့ဝင်များက လေးဝက်ရွာနီးနားမှရွာသားများကိုလက်ရှိမှာရနိုင်သမျှလက်နက်များဖြင့်တင်ကာတင်ကာလေးဝက်ရွာသို့ခေါ်ဆောင်ခဲ့ကြသည် ယခုအခါလေဝက်ရွာတွင်ချက်ချင်းဤနာမရွာသားတရာကျော်သည်ခါချူတနက်များဖြင့်စုဝေးနေကြသည်ယနေ့မေ20တွင် CIA တပ်ဖွဲ့များကို CNDF တပ်များကကဲဖွင့်ခွင့်ပေးမည်လားမပေးသေးဘူးလားဆိုတာသတိထားစောင့်ကြည့်နေကြရမည်ဖြစ်သည်ချင်းညီနောင်ဖွင့်မိစနိုက်ပါတင်တန်းဒေါ်လန်ရေးအဖွဲ့ဝင်များတက်ရောက်ခွင့်ရှိချင်းမျိုးသားအဖွဲ့ချုပ်နှင့်ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ချင်း DF ကဦးစီးချင်းပါမိစနိုက်ပါတင်တန်းတစ်ခုကို ဇွန်လ9ရက်မှဩဂုတ်9ရက်အထိနှစ်လကြာချင်းညီနောင်အုပ်ချုပ်မှုနယ်မြေတစ်ခု၌ပြုလုပ်သွားမည်ဖြစ်ကြောင်းယနေ့ထုတ်ပြန်ကြေညာခဲ့ပါသည်ပင်နန်းဒီချင်းညီနောင်အဖွဲ့ဝင်များသာမကတော်လန်ရေးတွင် ပါဝင်လှူရှားနေသူမည်သူမဆိုတက်ရောက်ခွင့်ရှိကြောင်းဖော်ပြပါသည်။စင်ဒီရဲ့ပြန်ကြားရေးမှူးစလိုင်းတင်မီက ယခင်ကရဲဘော်တွေကအခြေခံတင်နန်းတက်ပြီးဝါသနာနဲ့ကိုက်ညီတဲ့တာဝန်တွေထမ်းဆောင်တာဖြစ်ပေမဲ့တကယ်ကျွမ်းကျင်သူတွေကတင် जा ပေးမှာဖြစ်ပြီးနိုင်ငံတကာမှတက်ရောက်ခဲ့တဲ့အတွေ့အကြုံရှိသူတွေဖြစ်ကြောင်းဆိုပါသည်တင်နန်းဖွင့်လျက်ခြင်းမှာချင်းညီနောင်ရဲဘော်များဤစီရေးစွမ်းရည်မြင့်တင်ရန်ရည်ရွယ်ခြင်းဖြစ်ပြီးခိုင်မာတဲ့စနိုက်ပါဂရုတစ်ခုတိစောက်ရန်ဖြစ်ကြောင်းလည်းစလိုင်းတင်မီကထပ်မံဖော်ပြပါသည် အနာဂတ်တွင်လည်း drone တင်နှံများအပါအဝင်လိုအပ်သည့်နည်းပညာဆိုင်ရာတင်နှံများကိုဆက်လက်ဖွင့်လှစ်သွားမည်ဟုသိတာစွာကြေညာထားပါသည်။ CNDF သည်ဖလန်းမျိုးနယ်တွင် အခြေချထားပြီးထိုအဖွဲ့နှင့်မဟာမိတ်အဖွဲ့များသည်ဖလန်းမင်းတပ်ကံပတ်လက်မတူပြီးနှင့်ကျင်းတွေးတို့တွင်စစ်စင်ရေးအောင်မြင်စွာလှုပ်ဆောင်ခဲ့ကြောင်းသတင်းတွင်ဖော်ပြထားသည်။ချင်းတောင်နှံပေါ်စစ်တပ်အသွာလာနှင့်တိုက်ပွဲဖြစ်ပွားနိုင်အင်အားလုံးရင်းဖြင့်တက်လာနေသောစစ်တပ်၏အာနာသိမ်းပြီးနောက် ချင်းတောင်နှန်းဒေသဘက်အင်အား200ခန့်ပါသောစစ်တပ်ကချီတက်နေကြောင်းဒေသခံများအနေဖြင့်သိရပါသည် မေ16ရက်နေ့ညပိုင်းတွင်စစ်တပ်ဟာစကိုင်းတိုင်းကလေးမျိုးမှ ထွက်ခွာသွားခဲ့ပြီး Civil Defense Military အနေဖြင့်အခက်ခဲရှိတဲ့တိုက်ပွဲတစ်ခုမျိုးလုပ်နေရခြင်းမရှိသေးပေမဲ့ကျွန်တော်တို့မတော်တဆဖြစ်နေမှုအတွက်ကြိုတင်ပြင်ဆင်ထားပါတယ်ဟုဖော်ပြထားပါသည် ပိုင်းငင်းရွာကိုဆွမ်းအားပေါင်းများစွာပြန်လည်ထိန်းချုပ်ပြီးနောက်ကလေးမျိုးမတဆင့်စစ်တပ်ကမြေပြင်ပေါ်မှာထိန်းချုပ်နိုင်ခြင်းမရှိခဲ့ရပြီးတနစ်ကျော်တနေရာမှာရပ်တန့်ခဲ့သည်အဲ့ဒီတဲကချင်းတောင်နှမ်းသို့တက်နေသောလမ်းချက်ကိုယနေ့စတင်၍လက်လို့မရှိစေရန် CDF ကဒေသခံများကိုအကြောင်းကြားရေးအဖြစ်သတင်းစာဖြန့်ချီထားသည်ချင်းတော်ရန်ရေးအင်အားစုသည် ၎င်းတို့ထိန်းချုပ်ထားသောဖလန်းမျိုးကိုထိုးစစ်ဆင်ပြီးစစ်တပ်က၎င်းမျိုးကိုပြန်လည်ရယူရန်ငင်းခုန်ခဲ့ကြောင်းလည်းစစ်ပွဲအတွင်းကသတင်းများအရသိရသည်။မြောက်ပိုင်းအနေနဲ့အိန္ဒိယမြန်မာနယ်စပ်အနီးတွင်ရှိတဲ့ဒီတိမ်မျိုးဟာအင်အားစုစွာအားတွင်ရှိပြီးလက်ရှိအချိန်ထိစစ်တပ်က၎င်းမျိုးကိုပိုင်ဆိုင်ပြီးသားဖြစ်သည်။ ဒါကြောင့်စစ်တပ်နှင့်တိုင်းဒေသကြီးရဲ့အင်အားစုများအကြားလုပ်ငန်းဆောင်ရွက်မှုများအပြင်မြို့များကိုဥတီ၍စစ်မှုများထိုးစစ်ဆင်နေခြင်းတွေကို ပုံပြီးအထူးသဖြင့်ရှေ့ဆောင်ခြင်းတွေကြေညာထားပါသည်။နိုင်စင်မဲ့ရင်များနှင့်နမတ်ပြားလိုင်စင်အတုလုပ်ငန်းများကိုစီစစ်အေးအေးယူရန်လိုအပ်ဟုဦးချုပ်မှုကြီးမင်းအောင်လှိုင်ပြောကြား ိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်နိုင်ငံတော်ဝန်ကြီးချုပ်ပူချုပ်မူကြီးမင်းအောင်လိုင်ကနိုင်စင်မဲ့မော်တော်ယာဉ်များမော်တော်ဆိုင်ကယ်များစီးနင်းမှုများနံပါတ်ပြအတုပြုလုပ်မှုနှင့်နိုင်စင်အတုပြုလုပ်မှုများအတွက်တာဝန်ရှိသူများအားစီစစ်ဖော်ထုတ်ပြီးတင်းကျပ်စွာအရေးယူဖို့လိုအပ်ကြောင်းပြောကြားသည်။မေလ20ရက်နေ့ကကျင်းပသည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးဒုတိယနေ့တွင်ထိုအကြောင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်စင်မဲ့ရင်များနဲ့အတူနံပါတ်ပြားနဲ့နိုင်စင်အတူပြုလုပ်မှုများကြောင့်တိုင်းပြည်အနေဖြင့်အခွန်အခများနှင်နိုင်ရခြင်းသာမကလုံခြုံရေးအတွက်လည်းအနေရများဖြစ်ပေါ်နိုင်ကြောင်းရင်းအချိန်တွင်ရှင်းလင်းပြောကြားခဲ့သည်ထို့ကြောင့်တိုင်းဒေသကြီးနှင့်ပြည်နယ်တိုင်းတွင်နိုင်စင်မဲ့ရင်စီးနှင်းမှုများအားတင်းကျပ်စွာထိန်းချုပ်ကာဖော်ထုတ်အရေးယူရေးဆောင်ရွက်သွားရန်လိုကြောင်းဗိုလ်ချုပ်မှူးကြီးကထပ်မံဝန်ခံကြေညာခဲ့သည် KIA ပြစ်ချခဲ့သည့်ရဟရင်တစည်းနှင့် နေရင်မူမိုးထက်အောင်ဤရုံလောင်းကိုတောရဲတွင်ရှာဖွေတွေ့ရှိကချင်ပြည်နယ်ဗမော်မြို့သို့စစ်ကူလာသည့်ရဟတ်ရင်၃စီအား KIA ပူးပေါင်းတပ်ဖွဲ့ကပြစ်ခတ်ခဲ့ရာတွင် နှစ်စီးထိမှန်ပြက်ကြခဲ့သည်ထိုထဲမှတစီးကိုရွှေကူမြို့နယ်စီငန်းရွာအနောက်ဘက်တောတွင်တွေ့ရှိခဲ့ပြီးရဟတ်ရင်ပေါ်တွင်ပါဝင်ခဲ့သော လေယာဉ်မှူးမိုးထက်အောင်ဤရုံလောင်းကိုလည်းရှာဖွေတွေ့ရှိနိုင်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါသည် ဤပြစ်ခတ်မှုသည် မနေ့ဖြစ်သော မေလ20ရက်နေ့မွန်းလွဲတနားရီကျော်ခန့်တွင် ဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်၏စကကနှစ်ဆက်တို့လေကြောင်းကနေထောက်ပံ့စစ်ဆင်ရန်ရဟတ်ရင်၃စီးဖြင့်ခြိတက်လာချိန်တွင် KIA တပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ပြကြသွားသည့်ရဟယင်တစည်းမှာ AR မြစ်အနောက်ဖက် KIA တပ်ရင်း9နေမြေရှိတောရဲတွင် ပြကြခဲ့ပြီးထိုရဟယင်တွင်ဖြူဟာမှုအပါဝင် စစ်တပ်အရာရှိအဖွဲ့တစုပါဝင်ခဲ့သည့်ထိုအဖွဲ့ဝင်အားလုံးတည်ဆုံးခဲ့ကြောင်းသိရှိရပါသည်။ယူဟာမူပါလာတဲ့ပြစ်ခတ်မှုမှာထိမှန်ပြီးရဟရင်ကတော်ရဲပြကြသွားတယ်။နောက်တစ်စည်းကတော့အရေးပေါ်ဆင်းတာဖြစ်ပြီးပန်ကာကျိုးသွားသဖြင့်မထက်ပြန်နိုင်တော့ဘူး။ KIA ကအဖွဲ့ဝင်တွေအဲ့ဒီနေရာကို ရောက်နေပြီးတာဝန်ယူထားတယ်ဟုသတင်းရင်းမြစ်ကထပ်မံပြောသည်။ KIA သည်ရခိုင်ကလည်းစစ်ကောင်စီတပ်ဤရဟတ်ရင်နှင့်တိုက်လေရင်များကိုထိထိရောက်ရောက်ပစ်ချနိုင်ခဲ့သည်2020မေလ3ရက်မုံမောင်မြို့နယ်တွင်စစ်တပ်ဤ I35 တိုက်ခိုက်ရေးရဟတ်ရင်ကို KIA ကပစ်ချခဲ့ရာလေရင်မှုများအပါအဝင်အရာရှိ3ဦးသေဆုံးခဲ့သည်2024ဇန်နဝါရီ3ရက်တုညလိုင်းမော်မြို့နယ်တွင် ိုင်ဆက်ခုနှစ်စီရဟယင်ကိုပြစ်ချနိုင်ခဲ့ပြီးတသား၈ဦးသေဆုံးခဲ့သည်။2024ဇန်နဝါရီ16ရက်တွင်လည်းရှမ်းပြည်နယ်အတွင်းတစီ2000တိုက်လေရင်တစင်းကို KIA ပြစ်ချခဲ့ခြင်းဖြင့်ပြစ်ချခဲ့သည်။ယခုပြစ်ခတ်မှုများသည် KIA လေကြောင်းတပ်ဖွဲ့ကိုချဲ့ထွင်တပ်ဆင်ထားခြင်းနှင့်စစ်ကောင်စီ၏လေကြောင်းထောက်ပံ့ရေးကိုထိန်းချုပ်နိုင်သည်ကို ပြသသည်ဟုသုံးသပ်သူများက ဆိုကြသည်။ ရုရှားယူကရိန်းအကြားစစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေကိုချက်ချင်းစတင်တင်နေလို့အမေရိကန်အတိတ်သမ္မတဒေါ်နယ်ထရန့်ကပြောကြား CNA သတင်းရထရန့်ကအရေးကြီးဆုံးကစစ်ပွဲကိုရပ်တန့်ဖို့လိုအပ်ကြောင်းဖော်ပြခဲ့ပါသည် သူ့အဆိုအရကရင်မလင်ဘက်ကသဘောတူညီမှုတစ်ခုရဖို့အချိန်ယူဖို့လိုနေပေမဲ့ရုရှားကိုပုံမူဖိအားပေးရန်အတွက်ဥရောပနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကတော့ ထရန့်အနေနဲ့မပြင်းစင်သေးဘူးလို့ထပ်မံဖော်ပြခဲ့ပါသည်ထရန့်ဟာပူတင်နဲ့ဆက်သွယ်ပြီးနောက်ယူကရိန်းသမ္မတဇယ်လန်စကီးနဲ့ဥရောပသမ္မတနိုင်ငံတွေကိုငင်းကြေးရေးလုပ်ငန်းစဉ်ဆက်လက်ပြုလုပ်ဖို့တာဝန်ပေးခဲ့တဲ့အတွက်ဥရောပခေါင်းဆောင်တွေက မော်စကိုကိုဖိအားတိုးမြှင့်ဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်ထရန့်ကအခြေအနေပြောင်းလဲမှုမရှိရင်တော့ကျွန်တော်ကနောက်ပြန်ဆုတ်သွားမှာပါဒါကကျွန်တော်စစ်ပွဲမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ် မော်စကိုဘက်ကတော့ယူကရိန်းနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့အသင့်ဖြစ်ပြီးလို့ပူတင်ကထုတ်ဖော်ပြောကြားခဲ့ပြီးစစ်ပွဲအဆုံးသတ်ရေးအတွက်အဆင်သင့်ဖြစ်နေပြီလို့လည်းရှင်းပြထားပါသည်။အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်ဂါဇာတွင်ပါလက်စတိုင်း55ဦးထပ်မင်းတည်ဆုံမေလ20ရက်နေ့တွင်ဂါဇာကမ်းရိုးတန်းဒေသ၌အစ္စရေးတပ်ဖွဲ့ကလေကြောင်းတိုက်ခိုက်မှုတစ်ခုလုပ်ဆောင်ခဲ့ပြီး၎င်းကြောင့် ပါလက်စတိုင်းနိုင်ငံသား55ဦးထပ်မင်းတေဆုံးကြောင်းဒေတာခန်ဆေးဘက်ပညာရှင်များကဖော်ပြကြသည်ဟုရွှေသတင်းမှာဖော်ပြထားသည်။အစ္စရေးနှင့်ကာတာကြားဆွေးနွေးနေသည့်အပြည့်ခက်ရစဲရေးလုပ်ငန်းစဉ်မှာလည်းယာယီရဲ့နားသွားပြီး အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတယာဟုကဂါဇာဒေတာတွင်စစ်စင်ရေးအသစ်များတိုးချဲ့ဆောင်ရွက်နေသည်ဟုထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင်ဂါဇာဒေသတွင်ကယ်ဆယ်ရေးအထောက်ပံ့များပိတ်ဆို့ခံနေရခြင်းကိုနိုင်ငံတကာကဖိအားများဖြင့်ရုတ်သိမ်းရန်တောင်းဆိုနေတော်လဲဂါဇာဒေသအတွင်းအပေါ်ထိန်းချုပ်မှုလုံးဝအောင်မြင်ရေးအတွက်ဆက်လက်လှုံ့ဆော်မည်ဟုမေလ16ရက်တွင်ဝန်ကြီးချုပ်ကပြောကြားခဲ့သည် ်မေလ16ရက်နေ့တွင်အစ္စရေးတပ်ဖွဲ့ကဂါဇာတွင်စစ်ဆင်ရေးအသစ်များစတင်ခဲ့ပြီးတောင်ပိုင်းခန်းယူနေဒေသကိုလည်းထိုးစစ်ဆင်ခဲ့သည့်ထိုးကြောင့်ဒေသခံများသည်ဘေးကင်းရာသို့အမြန်ဆုံးပြောင်းရွှေ့ခဲ့ရသည်ဟုပြောကြသည်ထို့အပြင်ဂါဇာဒေသတွင်ဟားမတ်အဖွဲ့ကဖမ်းဆီးထားသောတစားခံ58ဦးကိုပြန်လွှတ်ရေးအပြင်ပါလက်စတိုင်းစစ်သွေးကြောအဖွဲ့များကို အပြေးပိုင်တုတ်တင်သွားရင်အစ္စရေးအစိုးရကကျူးပန်းဆောင်ရွက်နေသည်ဟုလည်းနေတန်ယာဟုက ထပ်မံပြောကြားခဲ့သည်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် like subscribe ကောင်းကောင်းလေးနဲ့ဆက်လက်အားပေးကြအောင်နော်